မိုးကုတ်မျိုးကကြောက်မြက်ရတနာဈေးမှာတာမန်ကြောက်တွေရှားပါလာခဲ့ပြီးအစမတန်ဈေးမြင့်တက်နေပါတယ်။အောင်အောင်ကသတင်းပေးပို့ထားပါတယ်ရှင်။မိုးကုတ်မျိုးကြောက်တွင်းတွေမှာကျိုးတူဖက်ဆက်ကုမ္ပဏီတွေကဆက်ရန်တရားကြီးတွေနဲ့တူးဖော်ခဲ့ပြီးထွက်ရှိလာတဲ့ကြောက်တွေကိုယူဆောင်သွားခဲ့တဲ့အတွက်မိုးကုတ်မျိုးပန်းချံထဝဲဈေးမှာတာမန်ကြောက်တွေရှားပါနေတာပါ။တွင်းကနေထွက်လာတဲ့ကုန်ကြမ်းတွေကိုကျွန်တော်တို့လေးလံနေဒီမှာမလုပ်ပေးတဲ့အတွက်အဓိကရှားပါတာနံပါတ်၁ချက်ကအဲ့ဒါပါဗျ။ပေါ်လန်နေအနေနဲ့ဒီမှာလေးလံအောင်များများထွက်တဲ့ပစ္စည်းတွေကို လေလံများများလှုပ်ပေးခြင်းအဖြစ်ကုန်ကြမ်းတွေမှာပေါ်သွားရင်တော့ကျွန်တော်တို့မုံကုံမျိုးသူမျိုးသားအလုံးအတွက်အဆင်ပြေသွားနိုင်တယ်ပေါ့ဗျာကုန်ကြမ်းရှားရတဲ့အကြောင်းအဓိကတော့လေလံမလှုပ်ပေးဘူးလို့ပဲကျွန်တော်ထင်တယ်ဗျာလေလံများများမလှုပ်ပေးတဲ့အတွက်ကြောင့်ကျွန်တော်တို့ကုန်ကြမ်းရှားတယ်လို့ကျွန်တော်တွက်ပါတယ်ဗျာဒါအပြင်ကြောက်တူဖော်ရေးကွန်မြူနီတွေကကြောက်မြက်လေလံပွဲတွေကိုမုံကုံမျိုးမှာမပြုလုပ်ခဲ့တဲ့အတွက်ကြောက်မြက်ရတနာတွေရှားပါလာခဲ့ပြီးကြောက်မြက်ဈေးတွေမှာအဆမတန်မြင့်တက်ခဲ့တာပါအဲကြောက်စရာတော့ကောင်းတာတော့ကျွန်တော်တို့အဖွဲ့အစည်းတောင်းထားတယ်လို့ပဲပေါ့လေလံမိုးကမှလုပ်ပြီးပုံကောင်းတော့ပေါ့ကွာ။ လင်လန်လုပ်ပေးဟိုမှာကြောက်တော့အခုလင်လန်တက်ပြစ်တယ်ဆိုရင်ဟိုကုမ္ပဏီမရှိရင်လည်းဝယ်လို့မရဘူးလေ။နောက်ဝယ်ရတယ်လည်းယူရိုနဲ့ဝယ်ရတယ်။အဲ့တော့အဓိကတော့လင်လန်ပွဲတွေမိုးမှလုပ်ပေးပြီးတော့ဒီမှာပဲရောင်းပေးရင်ပုံပြီးမှထောက်ပွဲမှာလဲပတ်တယ်ပေါ့။နောက်မြို့ကလူတွေလှုပ်ရှားလို့ပိုကောင်းတော့ပေါ့ကောင်း။မုတ်ကုတ်မြို့မှာကြောင်မြတ်စင်တာဖွင့်လှစ်ဖို့မုတ်ကုတ်ထောက်ပွဲကြောက်ကုန်တဲ့ပွဲစားများအဖွဲ့ကတက်ထုတွင်ဝင်ကြီးဌာနကိုတောင်းဆိုထားပါတယ်။ ဒီမှာကြောင်မြတ်စံတာစောက်ဝင်မယ်ဆိုကျမတို့တွေကတော့အတိုင်းထက်လွန်ပါတော့အခုကျတော့ကိုမျိုးကိုရမဟုတ်တဲ့နေရာမှာတွားရတာပေါ့နော်ပြီးဆိုကျမတို့တွားရတာလေဒီရဲမှာ တွားရေးလာရေးလက်အစင်ပြောင်းလှုပ်ရတယ်ပြီးလို့ရှိရင်ဟိုမှာဟိုတယ်လက်အစင်ပြောင်းကိုကရှာရပြီလေနော်ကိုမျိုးကိုရမှာဆိုတော့ကကျတော့ကိုနေရာနဲ့ကိုဝယ်ရတာတော့ကောက်မာတယ်ဒီဒီမြို့ပါလေမြို့ရဲ့တိုးတက်ဖွင့်မြို့လည်းပုံပြီးတော့မှဖွင့်ပြတိုးတက်လာမယ်ထင်တာပေါ့နော်မုခုံးမြို့ပန်းချံထဘွဲ့ဈေးထဲမှာဒေတာခေါ်တာမန်ထမင်းစားကြောက်တွေဟာမရှိတလောက်ဖြစ်နေတဲ့အတွက်ကြက်9000ကျော်ကနေ30ကနန်းထိမြင့်တက်လာပါတယ်ကျွန်တော်အာအောင်ပါ